မင်္ဂလာပါရှင်ကျမတို့ကမ္ဘာအတံမှာဆုံးအမျိုးသားပြိုင်ပွဲအကြောင်းကိုပြောကြရအောင်ဘလို့ပုံစံကိုမြင်နေကြတယ်ကြွက်သားအပြည့်နဲ့ညနေသားတင်တင်ဒေါသကြီးရဲ့ပုံစံမျိုးလားတကယ်တော့ဒီပြိုင်ပွဲဝင်တွေဟာကျမတို့ထင်ထားတာထက်အများကြီးပိုပြီးတော့ထူးခြားတဲ့တွေပါသူတို့ရဲ့ထူးခြားတဲ့ဘဝပုံစံတွေနဲ့မှားယွင်းတဲ့အထင်မြင်တွေကိုဘလို့မျိုးချိုးဖြတ်နေကြတယ်ဆိုတာကိုဒီကနေ့ကျမတို့ကဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ် ဒီပြိုင်ပွဲဝင်တွေကတအုပ်ဖြစ်တဲ့ Australia နိုင်ငံသား LD Williams ရဲ့နေ့စဉ်ဘဝကိုကြည့်ရအောင်ပါသူကတနင်္လာနေ့ကနေတောက်ကြတဲ့အထိကျောင်းစီရလောက်ပြီးတော့စနေတနင်္ဂနွေမှာတော့မင်္ဂလာပွဲအခမ်းအဆိုးတော့ဖြစ်လောက်ကင်နေတာပါအားလက်ချေကြမှာသူကကမ္ဘာအတံမှာဆိုအမျိုးသားဖြစ်ဖို့အတွက်လေ့ကျင့်နေတာပါပေါင်420ရှိတဲ့ Williams ကအလေးမသမားတွေကိုအရှိတ်အဝါ30နဲ့ဒေါသကြီးတဲ့လူတွေအဖြစ်တချို့ကမြင်ကြတယ်လို့ပြောပါတယ် ဒါပေမဲ့သူကတော့ကျွန်တော်ကပျော်ရွှင်တဲ့လူတယောက်ဖြစ်နိုင်ပါတယ်ပြီးတော့အင်မတန်လေးတဲ့အလေးတုံးတွေကိုမနိုင်မီစေပါလို့ဆိုခဲ့ပါတယ်သူရဲ့စတဲ့ဟန်နတ်ကလည်းသူတို့ကချက်ဖို့ကောင်းတဲ့နုညံ့တိမ်မွေးတဲ့လူတန်ကြီးတွေပါလို့အပေပြောဆိုခဲ့ပါတယ်ခေါ်အားဆိုတာကမျက်နှာထားတင်းတော့ကြောက်စရာကောင်းတာမဟုတ်ဘဲပျော်ရွှင်မှုနဲ့နုညံ့မှုနဲ့လေပေါင်းစပ်နိုင်ရေဆိုတာကိုသူတို့ကသက်သေပြနေတာပါ အလေးမသမားတွေဟာပညာမဲကြတယ်ဆိုတဲ့အယူဆမှားလည်းရှိနေပါတယ်။ကနေဒါနိုင်ငံသား Mitchell Huber ဟာ29နှစ်ရွယ်ချန်ပီယံဟောင်းတဦးဖြစ်ပြီးဇေဝကုသမှုဆိုင်ရာလက်ကျင့်မှုဇေဝကမ္မဗေဒဘာသာရေးနဲ့ Master ဘွဲ့ရထားတဲ့သူပါ။ကျွန်တော်တို့ကိုပညာမတတ်တဲ့မိုင်မဲတဲ့လူတွေလို့လူတချို့ကထင်ကြတယ်လို့ Huber ကပြောပါတယ်။တော်တော်များများကအစင်းမြစ်ပညာတွေသင်ယူတက်မြောက်ထားကြသူတွေဖြစ်တယ်။ကျွန်တော်တို့ဟာကိုကိုကိုစိန်ခေါ်ကြလို့ပြင်းပြင်းထန်ထန်ရှင်ပြိုင်ဖို့လေ့ကျင့်တာပါလို့သူကရှင်းပြခဲ့ င်ပါတယ်။ပုံသေးကားကြပုံစံတွေကိုထပ်ပြီးတော့ဖောက်ထွင်းချိုးဖြတ်ချက်တဲ့နောက်ထပ်အိုးကတော့အမေရိကန်နိုင်ငံသား Rob Kira နေပါ သူကတိုင်ပွဲအတွက်စပင်နဲ့မုတ်စိတ်ကိုတတ်တန့်ရအောင်ဆေးဆူထားပြီးတော့သူ့ကိုယ်သူကဘာအတံမှာဆုံးလိန်တူစုံမဲ့သူအမျိုးသားလို့ပြောခဲ့ပါတယ်။ယောက်ျားပီတာမှုဖြစ်တယ်လို့လူတို့ထင်ကြတဲ့ပုံသေးကားကြပုံစံတချို့ကိုချိုးဖြတ်ဖို့စမ်းမရှိကြောင်းကိုလည်းသူကပြောပါတယ်။ ခွန်အားဆိုတာကကျွန်တော်တို့မနိုင်တဲ့အလေးတော်အရွယ်စားပမာဏသက်သက်ပဲမဟုတ်ပါဘူးခွန်အားဆိုတာကခမားကဘယ်လိုလူတစ်ယောက်ဖြစ်တယ်ခမားကိုယ့်ကိုယ်ကိုဘယ်လိုပဲပုံထင်းချုပ်ကြလဲနဲ့တချို့သူတွေကိုဘယ်လိုမျိုးပန့်ပိုးကြလဲဆိုတာတွေနဲ့ပတ်သက်ပါတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ် ဒီလိုမျိုးကြီးမားတဲ့ခွာတွေရဖို့ဆိုတာကအာဟာရကအဓိကကြပါတယ်တောင်အာဖရိက Rhino Nails လို့မျိုးပြိုင်ပွဲဝင်နေဆိုရင်တနေ့ကိုကယ်လိုရီ6000ရရှိစေဖို့အတွက်အသားနဲ့ဟင်းသီးဟင်းရွက်တွေကိုပဲစားသုံးကြပါတယ်ဒါရီဟာကြီးမားတဲ့ဆွမ်းလွန်မှုတွေပါဒါပေမဲ့ဒီလိုခွားကြီးရဲ့ဘဝရဲ့နောက်ွယ်မှာမကောင်းတဲ့အခြေအနေတွေလည်းရှိနေပါသေးတယ် မေချန်ဟူဝါကတော့ခမည်းအနေနဲ့နေ့စဉ်နာကျင်မှုနဲ့အိပ်ယာကလည်းမျိုးလာမယ်အမြဲတစေနာကျင်နေမယ်လို့ရှင်းခွင့်ခဲ့ပါတယ်။ဒါပေမဲ့ကောင်းတဲ့အခြေအနေတွေကလည်းအတော်ကိုကောင်းတယ်လို့သူကဆိုသွားပါတယ်။ဒီကောင်းတဲ့အချက်တွေထဲမှာပြန်ပွဲဝင်နေကြတာရဲဘော်ရဲဘက်စစ်ကအထင်ရှားဆုံးပါပဲ။ ပြိုင်ပွဲမှာအချင်းချင်းပြိုင်ဆိုင်နေကြပေမဲ့ပြိုင်ပွဲခင်းအတွက်မှာရဲဘော်ရဲဘဲစိတ်ကရှင်းရှင်းလင်းလင်းမြင်တွေ့ရပါမယ်။ပြိုင်ပွဲဝင်တွေဟာပြိုင်ဘက်တွေကိုစောင့်ကြည့်နေတဲ့တအိုးတို့အာပေးအော်ဟစ်လက်ခုပ်တီအာပေးကြတာကိုမြင်ရမှာပါ။ ဒီလိုမျိုးအပိတ်မှုမျိုးက ပုံသေးကားချပုံစံအလုံးကိုအပြည့်အစုံခြေဖြတ်မှုဖြစ်တယ်လို့ Robert Kiyani ကလည်းပြောခဲ့ပါတယ်။ယောက်ျားကြီးနှစ်ယောက်ကတဦးနဲ့တဦးပွေဖက်အပိတ်တာကိုတွေ့ရချိန်မှာဒါကတကယ်ခွန်အားဆိုတာကဘာလဲဆိုတာကိုမြင်ရပါမယ်လို့သူကဆိုသွားပါတယ်။ ကမ္ဘာသားမဆောင်အမျိုးသားတွေဟာသူတို့ရဲ့ကာယခွန်အားကိုအသုံးပြုပြီးတော့ပုံသေးကားချပုံစံတွေကိုချိုးဖြတ်နေကြတဲ့သူတွေပါသူတို့ဟာခွန်အားပညာနုညံ့သိမ်မွေ့မှုနဲ့စီလုံးညီညွတ်မှုကိုပေါက်ဆက်ပြီးတော့ခွန်အားရဲ့စစ်မှန်တဲ့အထိပ္ပယ်ကိုကျမတို့ကိုပြသနေပါတယ်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်